အားလုံးပဲမင်္ဂလာပါရေဝရှန်လီမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်မိဘတွေကိုတင်ပြပေးမှာချင်မောင်ဟင်းနဲ့ဝတာဟင်းနဲ့လဲနှိုင်လာလို့မိကုံထုတ်မဲ့သတင်းတွေကိုတင်ပြပေးပါမယ်ဆိုတော့လက်ရှိအချိန်မှာလည်း China get out ဆိုတဲ့ကျွန်တော်တို့ရဲ့ပြည်သူတွေအတန်ကတပြိုင်နက်တည်းမှာတစ်ချိန်တည်းမှာတူညီစွာထွက်ပေါ်နေပါတယ် ဆိုတော့ဒီကနေ့မှကျွန်တော်တင်ပြမယ့်အကြောင်းအရာတွေကလက်ရှိစီးရဲအခြေအနေတွေနဲ့တရုတ်ပါဝင်ပတ်သက်မှုတွေရတန်းကရရမဲ့အကြောင်းတွေကိုတင်ပြပေးမှာပါ။ဒါကြောင့်ကျွန်တော်ရဲ့ view ကိုအဆုံးထိဝန်းရံကြည့်ရှုဖို့ကျွန်တော်ရဲ့မိဘပြည်သူတဦးချင်းစီတိုင်းကိုတလေတစားဖိတ်ခေါ်လိုက်ပါတယ်။ချမောင်ဟင်းနဲ့ဝသားဟင်းနဲ့လဲနိုင်လာလို့ကျွန်တော်ကတော့ပွင့်လင်းစွာမေးရမယ့်အချိန်ရောက်နေပါပြီ။ကျွန်တော်တို့နိုင်ငံတကာနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးဆက်ဆံခဲ့တာကိုလည်း အကြောင်းပြီးပါပြည်သူတွေနိုင်ငံရေးစစ်ရေးလက်ရှိအခြေအနေတွေမှာကျွန်တော်တို့ဒါဒီနိုင်ငံခြားကယင်းညှို့နေတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့မထိခိုက်ရအောင်လှုပ်ဆောင်ခဲ့တယ်ဆိုတာကျွန်တော်ရဲဘော်ဒိုင်းရဲ့ဒါပင်ကိုအသိစိတ်နဲ့ပြီးတော့ကျွန်တော်နဲ့နေဆက်စီးထိဆက်နေတဲ့ခြားသောနိုင်ငံတွေကိုလေးစားမှုကြတဲ့သဘောလဲပါပါတယ်ဆိုတော့ကျွန်တော်တို့လေးစားပေမယ့်ကျွန်တော်တို့ပေါ်မလေးစားတဲ့အခါမှာကျွန်တော်တို့ကတော့ပြက်ပြက်သားသား အရေးယူဆောင်ရသွားမှာဖြစ်ပါတယ်။ဟုတ်ပြီ။ China got out ဆိုတဲ့သတင်းတွေမပြောခင်မှာလာရှုံမျိုးကိုတွားရောက်မဲ့ချီလင်းချင်းမြန်တရင်တွေကိုအကြမ်းမဲ့ဖက်စစ်ခွေးတက်ကဘလို့မှားလဲရဲရဲတောက်မိကုန်းကြီးတွေပြီးတော့ရဲရဲတောက်မူတီပေးတဲ့စကားတွေကိုကျွန်တော်ရဲ့မိဘတွေကိုတင်ပြပေးပါမယ်။ဟုတ်ကဲ့ပါကာဝယ်ရေးဝင်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးဟာလာရှုံမျိုးကိုဝင်ရောက်မဲ့ ရှင်လင်းချင်းမြန်တရင်တွေကိုသူဘလို့မှားလဲဆိုတော့မင်းတို့ဘာမှကြောက်စရာမလိုဘူးအရင်ကလိုကိုကန်တက်တွေက ဖြစ်တာခတ်တာလုံမှာမဟုတ်ဘူးငြိမ်ညာရေးရယူပြီးပြီတို့ညီအကိုတွေဖြစ်သွားပြီတခုခုဆိုကိုကန်တက်တွေက ကာဝယ်ပေးလိုက်မယ်ခေါင်းဆောင်ရင်လဲလာကြိုလိုက်မယ်တိုင်းတိုင်းမင်းမင်းလောက်ကြလို့သူမှားကြခဲ့ပါတ ဆိုတော့သူဘာကြောင့်သူအောက်ကချီလင်းချီမြန်တက်ရင်တွေဒီစကားတွေသူမှားနေရတာလေရဲတရဲရဲချေမုံဆိုတဲ့စောင်းမုံကြီးကိုသူတို့ကို၌ချနေပြီးတော့မင်းတို့ဘာမှမကြောက်နဲ့ဆိုတဲ့စကားမျိုးကိုဘာကြောင့်ထဲ့သွင်းပြောဆိုတာလဲဆိုတော့သူတို့ပြောတဲ့စကားတွေမှာသူတို့ရဲ့အကြောက်တရားကပါသွားပြီး ပြီးတော့အရင်လိုကိုကန်းတက်တွေကပြစ်တာခတ်တာလုံးမမဟုတ်တော့ဘူးဆိုတော့ကျွန်တော်တို့ကိုကန်းတက်ဖွဲ့ဝင်တွေနဲ့မာမိတ်တက်ဖွဲ့ဝင်တွေကျွန်တော်ပြည်သူ့ကာကွယ်ရေးတက်ဖွဲ့ဝင်တွေကိုသူတို့တွေအသေးကြောက်သွားတာကိုကျွန်တော်တို့ထင်ရှားစွာ တွေ့ရမှာဖြစ်တယ်ငြင်းငြင်းရေးရယူပြီးပြီးတို့ညီကိုတွေဖြစ်သွားပြီဆိုတော့ MNDAA E R O တဖွဲ့ဝင်တွေ ਨੇ အာနာမတရားလူယူပြီးတော့နှစ်ပေါင်းများစွာကျွန်တော်တိုင်းရင်းသားတွေကိုတပ်ဖြတ်ခဲ့တဲ့ကောင်တွေ ਨੇ ငြင်းချမ်းရေးရယူပြီးပြီးတို့ညီအကိုတွေဖြစ်သွားပြီဆိုတဲ့စကားတကယ်ရောမှန်နိုင်ပါမလားတခုခုဆိုရင် ကိုကန်းတက်တွေကကုညီပါလိမ့်မယ်ဟုတ်ကဲ့ပါကိုကန်းတက်တွေမဟုတ်ပါဘူး ကျွန်တော်တို့မဟာမိတ်တပ်ဖွဲ့ဝင်တွေရောကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရောပြီးတော့အညာကနေပြီးတော့တကူးတကလာရောက်သွားရောက်ပြီးတော့အဲ့လာရှို့အထိထပ်မှန်ပြီးတော့ကုညီပေးဖို့အစီအစဉ်တွေလည်းရှိနေပါတယ်။ကိုရောက်ရင်လာကြိုပါလိမ့်မယ်ဆိုတာလည်းပါပါသေးတယ်။ဘလောက်တောင်ကြောက်နေလဲဘလို့မှ ပြောเสียစကားတွေမူတည်တူပြီးအာပြောဖို့အတွက်ဥပမာတွေကုံသွားတဲ့အခါမှာမင်းတို့ကြောက်เสียမလိုဘူးမင်းတို့ကိုအာဘယ်သူမှလည်းပြစ်မှာမဟုတ်ဘူးပြောချင်တာကတော့မင်းတို့အရင်အချိန်ကလိုသေမှာလည်းမဟုတ်တော့ဘူးမင်းတို့အရှင်ဖန်းခံမှာလည်းမဟုတ်ဘူးမင်းတို့ထွက်ပြေးเสียလည်းမလိုတော့ဘူးဆိုတော့တာဝန်အရသာမဖြစ်မနေသွားကောင်းလဲသွားရမယ်ဆိုတော့သူတို့ရဲ့မိမတွေကလည်းတော်တော်လေးကိုခုချိန်တည်းက မွေးငါပွဲတွေပဲပြင်ရတော့မလို့လူနာရေးဖိတ်စာတွေပဲကြူပြင်ရတော့မလို့လူအခြေအနေမျိုးစုံကိုလည်းတွေးလန့်နေကြတယ်အကုန်လုံးကကြောက်နေကြတာကြောက်လဲကြောက်စရာကျွန်တော်တို့ပပတ်လင်မာကကျွန်တော်တက်ဖွဲ့ဝင်တွေကဝင်းရင်ပိတ်ဆို့ထားတဲ့အခြေအနေပါဆိုတော့လာရှုမျိုးကိုတော့ဝင်သွားပါတယ်ဟုတ်ပြီအဲ့လာရှုမျိုးအแทမှသူတို့တွေခံစစ်ဘလို့တဲမလဲ ဒါကကျွန်တော်ရဲ့မိဘတွေလာရွှေရဲ့ Google Map ကိုကြည့်မြင်နိုင်ပါတယ်ကျွန်တော်တို့ကမြို့ပြင်ကနေပြီးတော့နေမြေကိုထိမ့်ချုပ်ထားတယ်ပြီးတော့မြို့တွင်းမှာလည်းပဲ MNDA ဆက်ဆံရေးယုံနေထားရှိထားတယ်ပြီးတော့ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလည်းပဲအချိန်ပြည့်စောင့်ကြည့်နေတဲ့အခြေအနေမှာသူတို့ကို၌လည်းသိတယ်ဆိုတော့ယင်ချိန်တော့ကလိုမျိုးကျွန်တော်တို့စစ်တိုင်းဌာနချုပ်တွေ ိဆောက်နိုင်တဲ့အခြေအနေလည်းရှိလာမှာမဟုတ်တော့ဘူးတကယ်လို့ထပ်မံပြီးတော့တိဆောက်မယ်ဆိုရင်လည်းပဲအဲ့အရာတွေက blind တဲ့ကဖားတငယ်တွေပဲဖြစ်နေပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့တော်လန်ရေးဟာနှစ်ပေါင်းများစွာဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေနဲ့နှစ်ပေါင်းများစွာခံခဲ့ရတဲ့အခြေအနေတွေပြီးတော့လက်ရှိဒါအကုန်လုံးကိုစုပြုံရှင်းနေရတဲ့သဘောတရားတစ်ခုမှကျွန်တော်တို့ဒါတော်လန်သောလူငယ်တွေအနေနဲ့ကတော့ ်ဖုံးဝင်လေးလေးပြောမယ်ဆိုရင်တော့သဘောကျဂျင်းနဲ့ရှင်းစရာ ရှိရင်ဒီဒီချိန်ထဲမှာတစ်ခါတည်းရှင်းမယ်နောက်တစ်ခါကျွန်တော်တို့ထပ်ပြီးတော့ရှင်းမှာမဟုတ်ဘူးဆိုတော့ဒါကြောင့်ဒီနေ့မှာချမောင်ဟင်းနဲ့တရုတ်ဝတ်သားဟင်းနဲ့လဲနိုင်လားဒီကုန်းကျွန်တော်တို့ကမေးပါမယ်ဆိုတော့2027ခရေကကျွန်တော်တို့မလုံနိုင်တာဘာမှမရှိဘူးဆိုတာကိုလည်းကျွန်တော်ရဲ့ပြည်သူတွေကျွန်တော်ရဲ့မိဘတွေတွေ့ခဲ့ရမှာဖြစ်တယ် ကျွန်တော်တို့ကဘလို့တွေပဲအထင်သေးတဲ့အမြင်မျိုးနဲ့ရှိနေပါစေကျွန်တော်တို့ကျွန်တော်တို့လုံဆောင်ရမယ်အချိန်တစ်ခုရောက်တာနဲ့ကျွန်တော်တို့အဲ့ဒီအလုပ်ကိုပြင်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 အောင်အောင်မြင်လုံဆောင်နိုင်ခဲ့ပါတယ်ဟုတ်ပြီကျွန်တော်တို့ဗီယက်နမ်ကဖြစ်စဉ်လေးတစ်ခုကိုကျွန်တော်မိပါတယ်ကိုတင်ပြပေးခြင်းပါတယ်2014ခုနှစ်မှာဖြစ်သွားတဲ့ဖြစ်စဉ်ပါဒီဖြစ်စဉ်မှာ ဗီယက်နမ်ကပြည်သူတွေကိုကျွန်တော်တို့ဒါတယောက်ကတယောက်အစိုးရပေါ့နော်တယောက်အစိုးရဘယ်လောက်ထိတောင်ကြောက်လန့်သွားလဲဆိုတာကိုကျွန်တော်တို့2014မှာဗီယက်နမ်မှာပြသနိုင်ခဲ့ပါတယ်ဗီယက်နမ်ပြည်သူတွေကဆိုတော့ဗီယက်နမ်နိုင်ငံတွင်းထဲမှာကျွန်တော်တို့လိုပဲသူတို့ဟာဝင်ရောက်ပြီးတော့ကစားနေပြီးတော့ဝင်ရောက်ပြီးတော့ချက်လဲနေဝင်ရောက်ပြီးတော့အုပ်ချုပ်နေတယ် ဆိုတော့ဒီအချိန်တွေမှာအဲ့ဒီတရုတ်ဗဇက်ပေါက်ပိတ်သွားအောင်ဗီယက်နမ်ကပြည်သူတွေဘလူမျိုးလုဆောင်ခဲ့လဲဆိုတာကိုကျွန်တော်တို့အတူတူလေ့လာကြည့်အောင်ပါဟုတ်ပြီအဲ့ဒီအချိန်ကကျွန်တော်တို့မျက်မှောက်ခေယနေ့ကျွန်တော်တို့နိုင်ငံအတွင်းမှာကြုံတွေ့နေရတဲ့ပုံစံပါပဲစီနာတရုတ်ကြီးကဆရာကြီးပေါ့ဗျာခေတင်ရှင်ကြီးပေါ့ဗျာငြိမ်းချမ်းကြီးဆိုတာဒီနေ့ချိန်ထိဗဇက်ထဲကမချတာ ရူကရိန်းရုရှားတိုက်ပွဲမှာလည်းပဲငြင်းငြင်းရေးကိုပါစတဲ့မချတဲ့ကောင်ကရုရှားဘက်ကတရုတ်စစ်သားတွေပါဝင်လာတော့တရုတ်တန်ယုံကိုရူကရိန်းတန်ရူကရိန်းခေါင်းဆောင်ကခေါ်ပြီးတော့ချိန်မောင်းလွှတ်လိုက်တဲ့အခင်းချင်းတွေအာရပွဲကျွန်တော်တွေ့လိုက်ရပါတယ်ဟုတ်ပြီမလာလို့အကောင်မျိုးကိုနဖားထိုးပြီးတော့ခိုင်းလို့ရတဲ့အနေအထားတစ်ခုကိုတရုတ်ကအသုံးပြနေတာဖြစ်တယ်ပြည်သူနဲ့တရုတ် ကျွန်တော်တို့တန်တမန်နီးရပြောချင်တာကကျွန်တော်တို့တည်သူကိုတည်ုပ်စည်းအောင်လို့မရဘူးကျွန်တော်တို့တည်သူကိုတို့တွေတန်တမန်နီးရအစည်းဝါးရေးရအပြီးတော့ဘလူမျိုးကဲကဲရေးအရာဘလူမျိုးပဲခေါင်းစဉ်တက်ပါစေကျွန်တော်တို့ပြည်သူကိုသူမလာနှဖာချိုးထိုးသူမျိုးကျွန်တော်တို့ပြည်သူကိုသူနှဖာချိုးထိုးလို့မရဘူးဒါလေးကလည်းကျွန်တော်တို့ တရုတ်ကိုလက်ဆင်ပြန်ပေးမဲ့အကြောင်းအရာရဲ့အရေးကြီးဆုံးအချက်ပါဟုတ်ပြီဗီယက်နမ်မှာပထမဦးဆုံးခြေလှမ်းအနေနဲ့မြို့လေတရုတ်ပိုင်တမောသားရုံးကိုမိရှုပ်ပေးလိုက်ပါတယ်ဗီယက်နမ်ပြည်သူတွေကမိရှုပ်ပေးလိုက်တာပါဆိုတော့အဲ့ဒီအချိန်မှာတရုတ်တန်ရုံးနဲ့ပြီးတော့အဲ့ဒီအနီးနားမှာ အခြားသောဒါတရုတ်နဲ့ပတ်သက်တဲ့အဆောက်အဦတွေလမ်းဖြန့်ပြီးတော့လုံခြုံရေးတွေတင်းတင်းကြပ်ကြပ်လှုပ်ဆောင်နေတဲ့ အချိန်မှာနောက်ထပ်ဗီနန်ပြည်သူတွေဟာတရုတ်ပိုင်အဖေချုပ်စိုက်ရုံ6လုံးကိုတပိုင်တည်းမိရှုလိုက်ပါတယ်။ဟုတ်ပြီအဲ့ဒီမိရှုလိုက်တဲ့နောက်ပိုင်းတွေမှာတရုတ်ဟာတော်တော်လေးကိုယာယာခတ်သွားပါတယ်။သူတို့ရဲ့အကျိုးစီးပွားထိပါပြီ။ဒါပေမဲ့အဲ့ဒီမြေပိုင်နဲ့ကဗီနန်ပြည်သူတွေပိုင်တဲ့ဗီနန်အေရီယာဗီနန်မြေပေါ်မှာ ဗီယက်နမ်ပြည်သူတွေလုဆောင်သွားတဲ့အချက်ပါတစ်ဆက်တည်းမှာပဲတရုတ်ပိုင်တွေဖြစ်တဲ့တမောကျင့်တွေဓာတုဗီရဆက်ယုံတွေစေဝါဆက်ယုံတွေအထက်ကျုပ်ဆက်ယုံတွေအကုန်လုံးကိုဗီယက်နမ်ပြည်သူတွေတမျိုးပြီးတမျိုးတစ်ခုပြီးတစ်ခုပညာတွေစက်တိုက်ပေးလိုက်ပါတယ်ဆရာအရှမ်းကိုအင်အားကြီးပါတယ်သူတို့ နဖားချိုးနဖားကျွန်တော်တို့နဖားချိုးကိုလွယ်လွယ်ကူကူထိုးလို့ရတယ်လို့တွက်ချက်ထားတဲ့တကယ့် super power အင်အားကြီးတယောင်အင်အားကြီးနေတဲ့သူရဲ့အာနာဇက်အောင်မှန်ကျွန်တော်တို့ရဲ့လူသားတွေကိုစေလိုရာစေခိုင်းနိုင်တဲ့အခြေအနေတိခံယူထားတဲ့ကောင်တွေကပါဇက်ပေါ့ဖိတ်သွားခဲ့အောင်ဟာဒါဟာ VPN ပြည်သူတွေရဲ့အောင်ပွဲပါ ဒါလေးကိုကျွန်တော်ရဲ့မိဘတွေကိုတဖန်ပြန်ပြီးတော့တင်ပြပေးနေတာကကျွန်တော်တို့နိုင်ငံအတွင်းမှာလက်ရှိဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေဟာထပ်တူကျနေပါတယ်။ဒါကလက်နက်မဲ့ပြည်သူတွေရဲ့တုံ့ပြန်မှုလက်နက်မဲ့ပြည်သူတွေရဲ့ဒါတရုတ်ပါဇက်ပိတ်သွားအောင်တရုတ်လုံးချက်တွေရတန်သွားအောင်တရုတ်ဖိနန်ပြည်သူတွေကိုကြောက်လန့်သွားအောင်လှုပ်ဆောင်ခဲ့တဲ့ တာရကတစ်ခုဖြစ်ပါတယ်ဟုတ်ပြီဒီနေ့မှာတော့ China Red House ဆိုတဲ့အတန်တွေကျွန်တော်ပြည်သူတွေကြားထဲမှာထုတ်ဖက်နေကြပါတယ်မှန်ပါတယ်ဒါပြည်သူ အားလုံးရဲ့အတန်ဖြစ်ပါတယ်ဆိုတော့တရုတ်တွေဟာ သူတို့ရဲ့လူရက်တွေကိုရက်တန့်သွားမှလည်းမဟုတ်ဘူးဆိုတာကိုဒီနေ့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်ရဲ့မိဘတွေလည်းအထင်မြင်ယူဆပြီးဖြစ်ပါလိမ့်မယ် ဆိုတော့တရုတ်တွေထွက်သွားဖို့ကျွန်တော်တို့ဘလို့မျိုးအခြေအနေမျိုးမှာပဲတရုတ်တန်ရုံးရှိမှာဆန္ဒပြပြနောက်ဆုံးတရုတ်နိုင်ငံထဲထိသွားပြီးတော့ဆန္ဒပြတည်ပဲဖြစ်ဖြစ်တရုတ်တန်ရုံးပိုင် post တွေပေါ့ဗျာအလူမျိုးကွင်း social စာမျက်နှာပေါ်မှာ website တွေမှာဘလို့အခြေအနေမျိုးမှာပဲကျွန်တော်တို့သူတို့ကိုစန့်ကျင်ကြောင်း comment တော်လကောင်းအေးသားတော်လကောင်းကျွန်တော်တို့ဘလို့ပဲ video file တွေလုံးလုံးသူတို့ကရက်တန့်သွားမှာ မဟုတ်ဘူးနောက်တစ်ခုသူတို့ကထွက်သွားမှာမဟုတ်ဘူးဒါဟာစိနာတရုတ်တာကောကြီးတွေကျွန်တော်တို့ပြည်သူကို ကောက်ရိုးမီကျွန်တော်တို့ပြည်သူကိုရှော့တွက်နေတာဆိုတော့ဒီအချိန်မှာကျွန်တော်တို့ပြည်သူနဲ့ကျွန်တော်တို့လူငယ်တွေထပ်တူကြဖို့အရေးကြီးပါတယ် ဟုတ်ပြီတရုတ်တန်ယုံရဲ့ထုတ်ပြန်ချက်တွေမှာထောင်နဲ့ချီတဲ့ comment တွေတရုတ်ကိုစန့်ကျင်ကြောင်းတရုတ်ကိုလက်မခံကြောင်းအရေးအသားတွေမြောက်များစွာဒီကနေ့ကျွန်တော်တို့တွေ့ရပါတယ်လာရှိုးမျိုးကိုအကြမ်းဖက်စစ်ခွေးတက်ကိုလက်ထဲကိုသွားအပ်ပြီးတော့ငញ្ញန်ကြီးဆိုတဲ့ခေါင်းစဉ်နဲ့သူတို့ကဝင်ရောက်ပြီးတော့ကုညီပေးတဲ့အောင်ပြောလိုက်တဲ့အချိန်မှာကျွန်တော်ပြည်သူတရလုံးကဒေါသအိုးပောက်ကွဲခဲ့တာပါဟုတ်ပြီဒါကြောင့်လည်းပဲပြင်းထန်နဲ့ အပြစ်တင်ရှုတ်ချတဲ့ comment တွေကိုဒီတရုတ်တန်ရုံရဲ့ post တွေမှာ အများအပြားထောင်နဲ့ချီပြီးတော့ကျွန်တော်တို့တွေ့လိုက်ရတာဖြစ်တယ်။ဟုတ်ပြီ။ဆိုတော့ဒီအချိန်တွေမှာကျွန်တော်တို့ပြည်သူတွေဟာ ခွင်းလွတ်လို့မရတဲ့အမားတွေကိုတရုတ်လုံဆောင် နေပါတယ်လို့ချိန်ပန်များစွာ ပြောနေပေမဲ့တရုတ်ကျွန်တော်တို့ပြည်သူတွေပြောတဲ့စကားကိုလက်ခံလို့လားနားထောင်လို့လား သူတို့ကျွန်တော်ပြည်သူကိုအရန် short တွေ့တယ်ဆိုတော့ဒါကြောင့်ချင်းမောင်ဟင်းနဲ့ဝတာဟင်းနဲ့လဲကျင်တပါဆိုရင်သူတွေတေချာပေါက်လဲရမှာဖြစ်တယ်ကျွန်တော်တို့မလုံနိုင်တာဘာတစ်ခုမှမရှိဘူးနှစ်ပေါင်းများစွာနိုင်ငံကဆင့်တက်ဆင်ခဲ့ပါတယ်ဆိုတော့ကမ္ဘာအဆင့်မီ standard army ကြီးတော်မှာ လို့အခြေအနေမျိုးခေါင်းငိုက်ဆိုင်ခဲ့ရလဲပြီးတော့တမိုင်းကြာဆိုရင်ဆက်ဆက်မှာတခါမှမမဆုံးရှုံးခဲ့ဘူးရဲ့စည်ရင်အခြေအနေတွေပြီးတော့သူတို့ရဲ့အားကိုးရပါတယ်ဆိုတဲ့တကယ်ထိတ်တန်းအရာရှိတွေတောင်မှကျွန်တော်ပြည်သူအရှိမဒူးတော့အရှုံးပေးအညံ့ခံအသေးခံခဲ့ရတာတွေအများကြီးကျွန်တော်တို့တက်တည်ပြပြီးပါပြီဒါကိုလည်းပဲထပ်မံတက်တည်ပြဖို့အတွက်အခုအချိန်ရောက်ပါပြီ ဟုတ်ပြီစင်ရအရာကြည့်မယ်ဆိုရင်လေတိုက်လီရှင်တွေလီရင်စီတွေနဲ့ဒုံးတွေအပါအဝင်ကျွန်တော်တို့ပြည်သူကိုနေ့စဉ်ရက်ဆက်တက်ဖြတ်ဖို့အတွက်ဘုံသီးတွေကိုလည်းပဲအကူအညီပေးနေတာကို ကျွန်တော်တို့တွေ့ရမှာ ဖြစ်သလိုကျွန်တော်တို့ပြည်သူနဲ့ကျွန်တော်တို့နိုင်ငံတစ်ခုလုံးရစရာမရှိ ခလင်းငယ်တွေပါမကြံအစားစီစုတ်ပြတ်တသွားတဲ့အခြေအနေအထိကျွန်တော်တို့တွေ တည်ဆုံးမှုမြောက်များစွာဖြစ်စေဖို့သူ့ရဲ့ဒါပညာရှင်တွေဥပမာဒုံနီးပညာရှင် တွေပြီးတော့သူတို့ကို၌အကျံဖတ်စစ်ခွေးတက်ကိုလာရောက်ပြီးတော့သင်တန်းပို့ချတဲ့အခြေအနေတွေဟာလည်းကျောင်းမိဘတွေတွေ့ရှိခဲ့ပြီးဖြစ်ပါလိမ့်မယ်ဟုတ်ပြီနောက်တစ်ကျွန်တော်တို့ထပ်ပြီးတော့သတိပြုရမှာကကျွန်တော်တော်လန်ဒေါ်တဖွဲ့ဝင်တွေရဲ့လက်နက် ခေယံရိတ်ခါမိကြောက်တွေကိုလည်းပဲကျွန်တော်တို့ရှမ်းမြောက်ဒေသမှဆက်ဆက်ပြီးတော့ဆက်လက်ပြီးတော့တို့တွေဖြတ်သွားဖို့အခြေအနေတွေလည်းရှိကောင်းရှိလာနိုင်တယ်ဒါတွေကလည်းဖြစ်လာနိုင်ချေရှိပါတယ်ဆိုတော့မာအလာသူ့ရဲ့အာနာတဆိုးရှိဖို့နှဖားချိုးထိုးခံပြီးတော့တယုတ်ကို အမ်ကျောင်းစကားနည်းနည်းလေးချမ်းသွားမှာဆိုလို့ပါကျွန်တော်ပြန်ပြီးပါတယ်တေယုတ်ပဲလှဲ့ပြီးတော့တေယုတ်လှုပ်ချင်တာလှုပ်ညလုံးမှိတ်ခေါင်းညိတ်ပြီးတော့နေတဲ့កောင်မျိုးကိုပဲသူတို့ကလိုချင်တာဒါကြောင့်လည်းပဲကျွန်တော်တို့ပြည်သူကိုတက်ဖြတ်ဖို့အတွက်သူတို့တွေကုညီခဲ့တယ်ဆိုတာလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဟုတ်ပြီဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့ပြည်သူလူလူတစ်ရက်လုံးရဲ့အကျိုးစီးပွားဖြစ်စီခံရတာ ။ဘာကြောင့်သူတို့ရဲ့အကျိုးစီးပွားအခုအချိန်ထိရှင်သန်နေရသေးတာလဲကျွန်တော်တို့နိုင်ငံအတွင်းထဲမှာ။ကျွန်တော်တို့စစ်စင်ရေးတွေပြပူအောင်လှုပ်ဆောင်မှုတွေကျွန်တော်လှုပ်ဆောင်ခဲ့တဲ့ဒါတိုက်ပွဲတွေမှာကျွန်တော်ပြည်သူနဲ့ကျွန်တော်တို့လူငယ်တပ်ဖွဲ့ဝင်တွေမညံ့ဖင်းခဲ့ဘူးဆိုတဲ့တသက်အများကြီးကိုလည်းပြသခဲ့ပြီးဖြစ်တယ် ဆိုတော့နိုင်ငံတကာပတ်ပြီးတော့စစ်ပညာတွေသင်ကြားခဲ့တဲ့ကောင်တွေတောင်မှတူမီနဲ့စခဲ့တဲ့ဒီတော်လန်ရေးမှာခွေးလူဝက်လူပြေးပြီးတော့လူမြင်မကောင်းအောင်တောင်မှတည်ခဲ့ရတဲ့အခြေအနေမျိုးမှာထပ်မံပြီးတော့ကျွန်တော်တို့မလုတ်ပြနိုင်စရာမရှိပါဘူးဟုတ်ပြီတခုရှိတာကဒီလုံဆောင်ကြမဲ့ ကိစ္စအတွေ့မှာဘသူလုံးလုံးလုံမှန်းမသိအောင်ပေါ်ဆောင်သွားဖို့အရေးကြီးပါတယ်ဆိုတော့ဒါဟာသူများအကျိုးစီးပွားကိုဖျက်ဆီးလို့တဲ့ဆန္ဒကြောင့်ဟုတ်ဘူးကျွန်တော်တို့နိုင်ငံကို ထိပါလာတဲ့ကျွန်တော်တို့နိုင်ငံအတွင်းကကျွန်တော်တို့ပြည်သူကိုပါထိပါလာတယ်နောက်ဆုံးမှာသိစေနိုင်တဲ့အခြေအနေထိ သူရဲ့ဒါလမဲကြီးတွေရဲ့လုံရက်တွေကြောင့်ကျွန်တော်တို့ပြန်ပြီးတော့တုံ့ပြန်ရမယ်မဖြစ်မနေလှုပ်ဆောင်ရမယ်လုံရက်ဖြစ်တယ်လို့ကျွန်တော်ရဲ့ဒါတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်ရဲ့မိဘပြည်သူတွေကိုအတိပေးနှိုးဆော်ခြင်းပါတယ်ဟုတ်မယ်လုံမယ်ဆိုရင်လည်းပဲကျွန်တော်တို့မထီတထီလုံလို့မရဘူးပြီးတော့တယောက်တစ်ပေါက်လုံလို့မရထီထီမီမီနဲ့တယောက်ရဲ့အပေါက်မှန်သမျှအကုန်လုံးပိတ်သွားအောင်လုပ်ရမှာဖြစ်တယ် လက်ရှိအကြမ်းမဖက်စစ်ခွေးတက်ကိုမင်းတို့ကူညီနေမယ်မင်းတို့ဆက်ပြီးတော့ဂျုံကန်ပေးနေအောင်မယ်ဆိုရင်ကျွန်တော်တို့ပြည်သူရဲ့ရန်သူအဖြစ်အဆက်ဆံခံရနေပြီဆိုတာကိုကျွန်တော်တို့ထိရောက်စွာပြသဖို့အရေးကြီးပါတယ်။ဒါကိုကျွန်တော်တို့အားလုံးပူးပေါင်းဆောင်ရွက်လုပ်ကံရမှာဖြစ်တယ်။အကျိုးစီးပွားကိုထိခိုက်လာလို့သူတို့တရုတ်တက်ကြီးတခုလို့ကျွန်တော်တို့နိုင်ငံတွေကိုဝင်ရဲလို့လား ျွန်တော်အားလုံးမှာအဖြေရှိတယ်ကျွန်တော်နဲ့ဒီအပိုင်းတွေမှာတရုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်စဉ်းစားတာတွေ့မှာပါကျွန်တော်လူငယ်တွေနဲ့တွေ့မှာပါဒါပေမဲ့ကျွန်တော်ပြည်သူတွေပါဖို့အရေးကြီးတယ်ကျွန်တော်ပြည်သူကလည်းအမြဲတမ်းပါဝင်နေဆိုတာလည်းကျွန်တော်ယုံကြည်ပါတယ်ဟုတ်ပြီဒါကြောင့်သူတို့ရဲ့အချိုးစည်းပွားကိုထိခိုက်တယ်သူတို့တက်တက်လုံးချင်းရရဲ့အင်အားကြီးပါလေဆိုတော့တက်ကြီးကျွန်တော်တို့နိုင်ငံတွဲကိုဝင်ဝင်လာရဲလား ဝင်လာရင်ဝင်လာခဲ့ပေါ့အခုချိန်နေမှာသူတို့ကကျွန်တော်နိုင်ငံငိမ့်ချင်ကြီးငိမ့်ချင်ကြီးငိမ့်ချင်ကြီးဆိုတဲ့စကားကိုနှုတ်ဖျားကမချပဲနဲ့နေ့တိုင်းဘုံကျဲတက်ဖြတ်နေတဲ့ကောင်းကြီးအပြစ်ခတ်ရက်ပါတယ်ဆိုပြီးတော့ဗဇက်ကပေါလို့ပဲစားပြောပြီးတော့တကယ်လက်တွေ့အချိန်နေမှာကျွန်တော်ပြည်သူကိုနေ့တိုင်းတက်ဖြတ်နေတာကိုအဲ့ဒီကောင်းကြီးမသိလို့လည်းမဟုတ်ဘူးဒါပေမဲ့လည်းပဲငိမ့်ချင်ကြီးဆိုတဲ့ခေါင်းစဉ်နဲ့ပဲကျွန်တော်တို့ပြည်သူတွေကို ်တက်ဖြတ်နေလို့ကျွန်တော်တို့ရဲ့အကျိုးစီးပွားကိုလည်းရစရာမရှိအောင်ဖြတ်စည်းနေတာကျွန်တော်ရဲ့မိဘတွေနေ့စဉ်တွေ့ရမှာဖြစ်တယ်ဟုတ်ပြီဒါဆိုရင်တော့လက်ရှိအချိန်တွေမှာတရုတ်ရဲ့တရုတ်အစိုးရရဲ့မျက်နှာဖုံးနေဟွာကျသွားပြီကျွန်တော်ရဲ့မိဘကျွန်တော်ဘာမှသူတို့ကိုရှင်းပြစရာအကြောင်းလည်းမလိုဘူးကျွန်တော်သူတို့သူတို့ကိုအတနာခံစရာလည်းမလိုဘူးကျွန်တော်တို့ကကျွန်တော်တို့ပိုင်နဲ့ကျွန်တော်တို့ညီပုံမှာကျွန်တော်တို့ရေပုံမှာကျွန်တော်တို့နေတာ ကျွန်တော်တို့နိုင်ငံအတွင်းထဲမှာလုံလောက်တဲ့စိုက်ပျိုးမွေးမြူရေးတွေရှိပြီးသားကျွန်တော်နိုင်ငံအတွင်းမှာလုံလောက်တဲ့သဘာဝတန်ဆရာအရင်းကြီးရှိပြီးသားဘယ်နိုင်ငံကိုမှကျွန်တော်တို့ဒါအမိသေးပြုတ်ပြီးတော့ယက်တီစရာအခြေအနေကိုမရှိခဲ့တာဒါပေမဲ့လည်းပဲကျွန်တော်တို့နိုင်ငံလက်ရှိဖြစ်ပြနေတဲ့အဖြစ်ပြက်တွေနဲ့နိုင်ငံကြီးဘုံဘုံပြိုလဲပြီးတော့ကျွန်တော်တို့မိသားစုတွေအကုန်လုံးကျွန်တော်နိုင်ငံအတွင်းထဲမှာ စာဝတ်နေရေးကိုတော့မှခက်ခဲစွာရုန်းကန်နေရတဲ့အခြေအနေဇိုးတိရောက်သွားအောင်လုပ်ခဲ့တဲ့အကလည်းအာနာရှင်ပုစုရဲ့နှစ်ပေါင်းများစွာလုပ်ခဲ့ဒါတွေကလည်းကျွန်တော်မိပါတယ်သိရှိပြီးသားဆိုတော့ဒီအချိန်မှာကျွန်တော်ပြက်ပြက်တတ်တတ်လုတ်ဆောင်ရပါမယ်ဆိုတော့သူတို့ဟာပြည်ရင်းငင်းညာကြီးဆိုတဲ့ခေါင်းစဉ်မျိုးနဲ့ချိန်မှန်များစွာ စကားပြောဝင်ရောက်လာတာဟာကျွန်တော်တို့ပြည်သူအတွက်မဟုတ်ဘူးဆိုတာကိုလည်းကျွန်တော်တွေ့ရမှာဖြစ်ဟုတ်ပြီကျွန်တော်တို့ပြည်သူအတွက်ဆိုရင်ကျွန်တော်ကို၌လည်းဘာမှပြောစရာမရှိဘူးကျွန်တော်တို့ပြည်သူတွေအခုဆုံးဆုံးနေရတာလေကျွန်တော်တို့ပြည်သူတွေခံစားနေရတာလေပြီးတော့ကျွန်တော်တို့ clean ရတွေအနာဂတ်ဘာတစ်ခုမှရစရာမရှိတော့တဲ့အခြေအနေ ဒါကြောင့်ပြည်တွင်းငင်းချမ်းရေးဆိုတဲ့စကားငင်းချမ်းရေးငင်းချမ်းရေးဆိုတဲ့စကားတွေကကျွန်တော်တို့နားထဲမှာတော်တော်လေးကိုကားတိသွားပြီဟုတ်ပြီနိုင်ငံတကာရဲ့အမြင်မှာသူတို့ရဲ့လုပ်ရဟာကျွန်တော်အရှိမပြောတဲ့ငင်းချမ်းရေးဆိုတဲ့ခေါင်းစဉ်နဲ့ပဲသူတို့တွေကကလပံထိုးနေကြတာဖြစ်တယ်ဒါကြောင့်လက်ရှိသူတို့တွေက US နဲ့ကုန်သွယ်ရေးတိုက်ပွဲတွေကိုလည်းဆင်နွှဲနေရတ အရန်ပြင်းနေတော့ကျွန်တော်ရည်ပါတခါတည်းစေအေးတိုက်ပွဲကမထင်မှတ်တော့ခေါင်းခဲစီတယ်ခေါင်းစားတယ်ပေါ့ဗျာနိုင်တနိုင်ငယ်နဲ့တနိုင်ငယ်တနတ်ကြီးမဖောက်ခွဲနဲ့အလဲထိုးနေတာဆိုတော့အမေရိကန်ဘက်ကလည်းပဲအကုံသွဲမှုတွေအခွန်စစ်ချက်တဲ့အခြေအနေတွေတစ်ခုခုတရစ်ပြီးတရစ်ချက်သွားတာတရုတ်အလုတ်ကမှတန်းနဲ့ချီပြီးတော့အလုတ်လက်မဲ့ဖြစ်သွားတဲ့အခြေအနေမျိုးအထိကြောက်သွားတယ် ီးတော့တယောက်ကနေပြီးတော့တင်သွေးမဲ့ပစ္စည်းတွေအကုန်လုံးမိုက်ပုံးတဲ့အထိရောက်သွားမဲ့အခြေအနေမျိုးထိကိုတယောက်ဒီစီးပွားရေးလုပ်ငန်းရှင်တွေဂျုံဂျုံလဲကြာပါကျွန်တော်အမိပါတယ်နေ့စဉ်နိုင်ငံကသတင်းတွေမှာတယောက်ထိုးနဲ့ခံနေရတာဆိုတော့ကျွန်တော်တို့ဒီအခြေအနေပြီးတော့ကုန်းသေးရစ်တိုက်ပွဲအခြေအနေမှာတယောက်ခေါင်းခဲနေတဲ့အချိန်ဟာကျွန်တော်တို့အတွက်အခွင့်အရေးဖြစ်တယ် မိုးရွာတုံးခြေခံကြရမယ်ကျွန်တော်ယူတာတေချာပေါ့ချမောင်းဟင်းနဲ့ဝတ်သားဟင်းနဲ့လဲရမယ်အနည်းဆုံးချမောင်းဟင်းမကြွေးချင်ရင်ကျွန်တော်တို့ငပိရင်နဲ့ဝတ်သားဟင်းနဲ့လဲမယ်အခုလက်ရှိတေုပ်စီဝါရေးလုံနေတဲ့နေရာဒေသတွေကိုကြည့်မယ်ဆိုရင် ဘယ်သူပိုင်နေတယ်မှာကျွန်တော်တို့တရုတ်နိုင်ငံမှာစီးပွားရေးတော်မလုပ်ဘူးကျောင်းနိုင်ငံရဲ့တောင်ကိုပါဖြိုပြီးတော့ကျွန်တော်မြေကြီးတွေကိုပါမသွားထားကိုလည်းကျွန်တော်မိပါတယ်တွေ့မြင်ခဲ့ရပြီဖြစ်တယ်ဆိုတော့စပေးရှောင်းမယ်တေကပိုက်လိုက်မှာပဲစပေးရှောင်းရမလို့ဝင်ရနေတော့ဘုံကျဲမခံချင်းတေုတ်ကပိုက်လိုက်မှာပဲ ယာယီတဲထိုးပြီးတော့သွားနေရမလို့လို့ဆိုတော့ဒီအချိန်တွေကိုကျွန်တော်တို့ပြောင်းပြန်လှန်ရတော့ကျွန်တော်တို့တိကျတဲ့အချိန်တွေနဲ့တိကျတဲ့လှုပ်ဆောင်မှုတွေကို ပြပြတာတာလှုပ်ဆောင်ရမယ်အချိန်ဖြစ်တယ်။တရုတ်ဗဇတ်တွေမဟုတ်ဘဲနဲ့ရှင်းမြအကုန်လုံးပိတ်သွားအောင်လှုပ်ရမယ်နေ့ဒီနေ့ကနေစပါတယ်။ဟုတ်ပြီ။နောက်တစ်ခုကျွန်တော်တင်ပြခြင်းစရာတစ်ခုရှိပါတယ်။ကျွန်တော်တို့တော်လန်ရေးတစ်ဖွဲ့ဝင်တွေမှာ ထောက်လှမ်းရေးအားနည်းချက်ကိုကျွန်တော်လိလာတုံ့သက်မိပါတယ်ဟုတ်ပြီကျွန်တော်တော်လှန်ရေးမှလည်းပဲထောက်လှမ်းရေးတပ်ဖွဲ့တွေထားရှိလို့ပါတယ်လက်ရှိချိန်မှာကျွန်တော်တို့ပြည်သူတွေဘုံကြီးចောင်းတွေကျွန်တော်တို့ဒါချို့သောចောင်းငံဖျားတွေအပါအဝင်ရွာတွင်းတဲ့အထိ location နေအတိအကျလက်တိချုလောင်တိချုတွေပါပေးပြီးတော့ point ကြီးတွေအညှိုးနေတဲ့ဘုံကျဲဖို့အတွက်ပေးနေတာကဘသူတွေလဲကျွန်တော်တပွက်ဝင်နေ စုံသမ်းမှုလိုတယ်ကျွန်တော်တပွဲဝင်တွေကလည်းပြည်သူနဲ့ပူးပေါင်းပြီးတော့ထောက်လှမ်းရေးအဖွဲ့တွေဖွဲ့ဖို့လေလိုတယ်ကျွန်တော်ပြည်သူနဲ့အတူတူထပ်ပြီးတော့ကျွန်တော်တို့ပူပေါင်းရမှာဖြစ်တယ်ကျွန်တော်ပြည်သူကလည်းဒီနေ့အချိန်ကြီးကျွန်တော်တို့ကိုကူညီနေတာကလည်းဒီချက်ပို့ပြီးတော့ခိုင်မာတဲ့နေမြေဒေသခံတွေမှာကျွန်တော်တို့ပြည်သူတွေထပ်မံပူပေါင်းနိုင်ဖို့အတွက်ကျွန်တော်တို့ ပြည်သူထောက်လန်းရေးအဖွဲ့တွေထမှန်ဖွဲ့စည်းဖို့အရေးကြီးတယ်ဒါမှလည်းပဲအချိန်နဲ့တပြေးညီကျွန်တော်တို့သတင်းပေးနေတဲ့ဒလန်တချို့တွေကိုဖန်စီအရေးယူအပြစ်ပေးနိုင်မှာဖြစ်တယ်ဒါမှလည်းပဲကျွန်တော်ပြည်သူတွေကိုဘုံကျဲတပြတ်မှုအချို့တွေကိုရှောင်လွဲနိုင်မယ်လို့တော့ကျွန်တော်တော့မျှော်လင့်မိပါတယ်ဟုတ်ကဲ့ပါဒီနေ့မှတင်ပြခဲ့တဲ့အကြောင်းအရာတွေဟာတရုတ်ဗစက်ပေါက်ပိတ်သွားအောင်လုပ်ရမယ် အချိန်ဒီအချိန်ကစပါပြီပြီးတော့တစ်ဖက်မှာလည်းပဲအချမ်းမဖတ်စ်ခွေးတက်ရဲ့ကပ္ပစပစ္စည်းဆက်ရုံမှန်သမျှကိုကျွန်တော်တို့စည်ပြစ်မှန်သေချာပေါ့လောက်အောင်ဖြစ်တယ်ဆိုတော့ကပ္ပစပစ္စည်းဆက်ရုံတွေကိုကြည့်မယ်ဆိုရင်ရန်ကုန်နေပြီးတော့ပဲခူးမခွေးမှာပဲအခြေစိုက်တာကိုတွေ့ရမှာဘာကြောင့်တို့အဲ့ဒီနေရာမှာပဲအခြေစိုက်တာလဲအိယာကိုတက်ဖွဲ့ဝင်နေတိုင်းသားနေနေမှာဘာကြောင့်အခြေမစိုက်တာလဲအဲ့ဒီကောင်လည်းငကိုလေးကတွတ်ထားတယ် ဘလောက်ထိကိုတောင်တွေကလည်းပြင်ဆင်ထားတယ်ဆိုတော့အိယာကိုတပ်ဖွဲ့ဝင်တွေတိုင်းသားနေမြေတွင်မှာကပ္ပစာစိတ်စိတ်ုံတွေသွားစောက်မယ်ဆိုရင်တစ်ချိန်ကျရင်သူတို့တွေအသိခံရမှာဒီကောင်တွေသိငါတို့တစ်ချိန်မှာအိယာအိုတွေနေမြေစိုးမိုးဖို့တဲ့အိယာအိုတွေနေမြေခွဲဝင်မှုတွေဖြစ်လာခဲ့ရင်ဆိုရဲ plan တွေနဲ့အတွေးတွေနဲ့သူတို့ရဲ့ဒီကပ္ပစာပစ္စည်းစိုက်ုံအခြေစိုက်တဲ့တကယ့်နေရာကြီးတွေကိုပြီးမှနေရာမှာပဲလုဆောင်ခဲ့ကြတယ်ဆိုတော့ အခုစစ်စင်ကြီးကတောင်ပေါ်မြေပြန့်မခွဲချပဲနဲ့တနိုင်ငံလုံးမှာရှိတဲ့အကြမ်းဖက်ဆစ်ခွေးတက်ကိုဒါမြစ်ပြတ်ချေမွန်ရမယ်စစ်စင်ကြီးဖြစ်သလိုသူ့ရဲ့အနောက်မှာနှဖားကြိုးထိုးပြီးတော့ကြိုးကင်နေတဲ့သူတွေကိုလည်းပဲကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပြည်သူလူထုတရက်လုံးကိုထိတ်လန့်ကြောက်ရွံ့သွားအောင်ကျွန်တော်တို့လှုပ်ဆောင်ရမယ့်အချိန်ရောက်ပြီဖြစ်တဲ့အကြောင်းတင်ပြခြင်းနဲ့ဒီနေ့ view ကိုအဆုံးသတ်ပါရစေ။ ်နောက်လာတဲ့ဗီဒီယိုဒီကိုဒီချက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်တနပေးစပေးကပေးကြောင်းနေလဲကျွန်တော်ရဲ့နိုင်ငံတွင်းမှာရှိတဲ့မိဘပြည်သူတအူးချင်းစီတိုင်းဘေးရနဲ့ကင်းရှင်းပါကြောင်းလေးလေးနက်နက်ဆူတောင်းရှင်းနေကျွန်တော်ရေပေါ်ရှမ်းလိုက်ပါ